င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်စစ်မှုထမ်းရန်ခေါ်ဆောင်ခံရတဲ့အစ္စလမ်ဘာသာဝင်အမန်ဒူလာတပ်ထဲမှနှိမ့်ဆက်ခံရပြီးတေဆုံးသွားပါတယ်ရန်ကုန်မြို့ဒဂုံမြို့တည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမြို့နယ်ကစစ်မှုထမ်းဆောင်ရမယ့်လူငယ်တွေကိုရှမ်းပြည်နယ်တောင်ကြီးမြို့ကတပ်တွေကိုပို့ဆောင်မှုဟာမှန်ကန်တယ်လို့အုပ်ချုပ်ရေးဖွဲ့ဝင်ချုပ်ကအတည်ပြုတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အုတ်ကံမြို့မီးလောင်စခန်းကျေးရွာကနေစစ်မှုထမ်းဖို့ခေါ်ဆောင်ခံရတဲ့အစ္စလမ်ဘာဝါဝင် အမနွတ်လာဟာစစ်တပ်ထဲမှာနှင်ပန်းနှိမ့်ဆက်ခံရပြီးတေဆုံးသွားတယ်လို့သူ့ရဲ့မိတ်ဆွေတွေကပြောပြပါဗျာ။မလ29ရက်နေ့က စစ်မှုထမ်းဖို့မဲပေါက်ထားတဲ့အမာနွန်လာကိုစစ်တပ်ကလာရောက်ခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။အဲဒီနောက်မလ31ရက်နေ့မှာတော့မင်္ဂလာတော်စစ်စေးုံမှာကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုထံကိုအကြောင်းကြားလာတာလည်းဖြစ်ပါတယ်။စစ်တပ်ထဲကိုရောက်ရှိချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကဝတ်သားဟင်းနဲ့ထမင်းစားခိုင်းတာဖြစ်ပြီးမစားရင်ရိုက်လက်တယ်လို့မိသားစုစီကိုအမာနွန်လာကအကြောင်းကြားခဲ့လို့လည်းသိရှိရပါတယ်။မိသားစုအနေနဲ့သူ့စီကိုလာရင် ထမင်းကြိုက်ယူလာဖို့နဲ့ထမင်းမစားရတာနှစ်ရက်ရှိပြီလို့ပြောဆို ခဲ့ကြောင်းလည်းသိရှိရပါတယ်။အမနုလာမသိဆုံးခင်ကစစ်တပ်ရဲ့ဘာသာရေးကိုအကြောင်းပြပြီးဖိနှိပ်ညှဉ်းပန်းခဲ့တဲ့အဖြစ်ပြက်တွေကိုပြောပြပြီးထမင်းကြံယူလာဖို့မိသားစုဝင်တွေကိုအကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။အမနုလာရဲ့အလောင်းကိုမိသားစုတွေပြန်လည်ရရှိချိန်မှာခနာကုံမှာရိုက်နေတဲ့ရတွေကိုမြင်ရသလိုသိဆုံးသွားချိန်မှာတော့ဗဇက်ကနေသွေးတွေပါထွက်နေတုန်းပဲလို့နာရေးကိုကုညီသူချို့ရပြပြပါရရှင်။ ရန်ကုန်တိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်နဲ့ဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်တွေကစစ်မှုထမ်းရမဲ့လူငယ်တွေကိုရှမ်းပြည်နယ်တောင်ကြီးမြို့ကတပ်တွေကိုပို့ဆောင်ထားတာမှန်ကန်ကြောင်းအဲဒီမြို့နယ်တွေကအုပ်ချုပ်ရေးအဖွဲ့ဝင်ချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုအတိအပြုပြောဆိုပါရစေ။ဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်133ရပ်ကွက်ကရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူကမြို့နယ်စစ်ကောင်စီရဲ့ညွှန်ကြားချက်အရာ ဒဂုံမြို့တဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းကလူငယ်တွေကိုတောင်ကြီးမြို့နယ်မှာရှိတဲ့တပ်တွေစီကိုပို့ဆောင်ထားရလို့ဆိုပါရတယ်။အဲဒီရှမ်းပြည်နယ်တောင်ပိုင်းကစစ်အခြေခံလက်ကျင်ရေးတပ်နဲ့တမ်းမြင့်တင်နန်းကျောင်းတွေမှာစစ်တင်နန်းတက်ရောက်ရမှာဖြစ်တယ်လို့လည်းဆိုပါရတယ်။အဲဒီလူငယ်တွေကိုဘာအတွက်ပို့ဆောင်တာလဲဆိုတာကိုမသိရှိရသလို လူငယ်တွေကိုလည်းကြိုတင်အသိမပေးရဘူးလို့လည်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကညွှန်ကြားမှုရှိကြောင်း133ရဲဘက်ကအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြပြပါရယ်ဒေသခံပြည်သူတွေရဲ့အဆိုအရဆိုရင်လက်ရှိတကုတ်မြို့သိမ်မြို့နယ်တွေမှာ ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင်လူငယ်တွေကိုအဲစင်းစစ်ဖမ်းဆီးမှုတွေရှိလာသလိုဖမ်းဆီးခံရသူတွေကိုလည်းတတ်သေးသွင်းနေတယ်လို့သိရှိရပါတယ်။ဒါအပြင်တကုံမြို့တဲ့အရှိပိုင်းမြို့နယ်133ရက်ွက်မှာအုပ်ချုပ်ရေးမှုစိန်မှုနဲ့ယာယီမှုတွေကညက်ပက်တွေဆိုရင်အကြောင်းပြချက်မရှိဘဲစစ်မှုထမ်းဖို့အတွက်အဆောင်နေလူငယ်တွေကိုလာရောက်ခေါ်ဆောင်တာရှိနေတယ်လို့လည်းဆိုပါတယ်။ရန်ကုန်ခေတ်သစ်တရင်နာကိုဆက်သွယ်လာတဲ့ပြည်သူတွေရဲ့ပြောဆိုချက်အရဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်30ရက်ွက် 32ရက်ကွက်နဲ့49ရက်ကွက်ကလူငယ်တွေကိုစစ်စစ်ဖို့ဆိုပြီးလာရောက်ခေါ်ဆောင်သွားပြီးရတဲ့နောက်မှာရှမ်းပြည်နယ်ဘက်ကိုပို့ဆောင်လိုက်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဟောင်းတွေကိုတက်သေးကိုပြန်လဲခေါ်ရမှာရှေတန်းကိုတခါတည်းပို့ဆောင်နေရလို့စစ်မှုထမ်းဟောင်းမိသားစုတွေကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါဗျာ။အေရီတိုင်းကစစ်မှုထမ်းဟောင်းတွေကို မတ်လ31ရက်နေ့မှာခေါ်ယူလာပြီးတောင်ငူမြို့နယ်ကရှေတန်းစစ်မင်လာကိုချက်ချင်းပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။မူလကစစ်စစ်မယ်လို့ဆိုပြီးခေါ်ဆောင်လာက ကားပေါ်ကိုရောက်မှရှေ့တန်းကိုချက်ချင်းသွားမယ်လို့ပြောဆိုလာကြောင်းစစ်သည်ကိုခေါ်ဆောင်ခံရတယ်။စစ်မှုထမ်းအောင်တို့ရဲ့မိသားစုဝင်ကရှင်းပြပါဗါး။အငင်းစားစစ်မှုထမ်းအောင်တို့ရဲ့ဇနီးကလည်းသူတို့အနေနဲ့မိသားစုဝင်တို့မင်းအောင်လိုင်းအတွက်အသေးမခံနိုင်ပေမဲ့လည်းလက်တလုံးမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်တက်သေးကိုပါသွားတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အခွင့်အခါတည်ရင်ထွက်ပြေးဖို့ပြောဆိုထားကြောင်းအငင်းစားစစ်မှုထမ်းအောင်တို့ရဲ့ဇနီးကရန်ကုန်ခေတ်သစ်တဲ့နေနာကိုပြောပါရရှင်။ ကရင်ပြည်နယ်တရင်တပောက်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တယ်။လက်လက်ကြီးကြီးကြားရပောက်ကွဲသွားမှုကြောင့်မိလောင်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။ဧပြီလ1ရက်နေ့မနက်ပိုင်းချိန်ကအာရှလမ်းမကြီးပြေတောင်ကလေးဖုန်ကြီးကျောင်းအနီး အမှတ်9ရပ်ကွက်မှာအကျန်းဖက်စစ်တပ်ခမရ295တပ်ရင်းကပစ်ခတ်လိုက်တယ်လန်လန်ကြီးကြီးကြောက်ရောက်ပောက်ကွဲသွားမှုကြောင့်မိလောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ဖက်စစ်ကောင်စီတပ်ကမတ်လ30ရက်နေ့နဲ့31ရက်နေ့တို့မှာဝေရှမ်းကြီးညီနောင်မြို့ကိုစစ်တပ်ကတိုက်လေနဲ့မိလောင်ဘုံတွေကြက်ချခဲ့တဲ့အတွက်ကြောင့်ညီနောင်မြို့တစ်မြို့လုံးဟာလည်းမိလောင်သွားခဲ့လို့သိရှိရပါတယ်။ဒါအပြင်စစ်တပ်ကလက်လက်ကြီးတွေနဲ့လည်းဇက်တိုက်ပစ်ခတ်နေရလို့လည်းသိရပါတယ်ရှင်။ ရန်ကုန်ဝသတင်းတပောကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းမှော်ပြည်မြို့နယ်စစ်မှုထောင်အင်ယာနီစစ်တပ်ရှိကကိုလုံးကွေရက်ကွယ်ရုံးမှာမနစ်မနက်ပိုင်းအချိန်ကဘုံပေါက်ကွဲသွားခဲ့လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်သတင်းထနာကိုပြပြပါရစေ။မှော်ပြည်မြို့နယ်စစ်မှုထောင်အင်ယာနီကိုလုံးကွေရက်ကွယ်ရုံးပတ်ဝန်းကျင်မှာဘုံပေါက်ကွဲသွားခဲ့တာဖြစ်ပြီး ဘုံပေါက်ကွဲတန်ဟာအကျယ်ကြီးနှစ်ချက်ဆက်တိုက်ကြားရတယ်လို့ဒေသနေပြည်သူတွေကပြောပြပါဗျ။မော်ဘီမြို့နယ်ကပြည်သူအချို့ရဲ့ပြောဆိုချက်အရစစ်တပ်ကရက်ွက်ရုံကိုလာရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းဖမ်းဆီးမင်းမြတ်မှုမျိုးလှုပ်ဆောင်တာမရှိဘူးလို့သိရှိရပါဗျ။မလ30ရက်နေ့ကလည်းမော်ဘီမြို့နယ်ကလာကုန်းကျေးရွာအဝင်လမ်းမှာဘုံပေါက်ကွဲသွားတဲ့အတွက်ကြောင့်ပလုံကောက်သူ၃ဟာတိတ်ဆုံးခဲ့ရပါသေးတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့မွန်ပြည်နယ်စိုက်ထုံမြို့ကော့ဆန်နိုင်ရက်ကွက်မှာလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့အတွက်လိုက်လံစည်ရင်ကောက်ယူနေတယ်။မြအေးကိုပြစ်ခတ်ရှင်းလင်းခရာမှာနေရာမှာပဲတည်ဆုံသွားတယ်လို့စိုက်ထုံတော်လိုင်းအင်အားစု KRF တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။မနေ့ကညနေကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုအကောင့်ထဲဖော်ဖို့အတွက်ကော့ဆန်နိုင်ရက်ကွက်အုပ်ချုပ်ရေးမှူးစေးမားတို့နဲ့ပူးပေါင်းကတအိမ်တက်တအိမ်စင်း တ်ကြွစာစီးရင်ကောင်းတဲ့မြအေးကိုစီးရင်ပြတ်မဲ့အဖြစ်သတ်မှတ်ပြီးပြစ်ခတ်ရှင်းလင်းခဲ့လို့ KRF တပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါဗါတယ်။တေဆုံးသူမြအေးဟာအကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးဖို့အတွက်တရင်ပေးဖြစ်ဆောင်ရွက်ခဲ့တဲ့အပြင်အကြမ်းဖက်စစ်တပ်ကပေးတဲ့ပြည်သူစစ်တနန်းလဲတယောက်ပြည်သူဖြစ်တယ်လို့သိရှိရပါဗါတယ်။ပြစ်ခတ်ရှင်းလင်းမှုကိုကြိုက်ထို့တော်လှန်ရေးအင်အားစု KRF နဲ့ ကျိုက်ထိုပောက်ကပအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ကျိုက်ထိုမြို့ပေါ်ကရက်ွက်တွေနဲ့ကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေ၊ရာယမှုတွေနဲ့ဆေးရေးတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အလို့ကျစစ်မှုရန်အုပ်တွေကိုအကောင့်ထဲပုံရံအတွက်လူငယ်တွေကိုအတင်းကျပ်စည်ရင်းကောက်စုဆောင်းမှုဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်အရေးယူသွားမယ်လို့လဲကြိုက်ထို့တော်လိုင်း AIF ကထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။